ဒီနေ့ကတော့ဆယ်မွန်၅ဥချောင်းလေးရလာတော့ဗောနော်စာဘူးကြလာရှင့်ပုံမှန်ဆိုရင်ကြက်ဥချောင်းဝက်ဥချောင်းအမဲဥချောင်းလေးဆိုတာကြာဘူးနေကြစာဘူးနေကြဆိုတော့လေဒါကတော့ဆယ်မွန်၅နဲ့လောက်ထားတဲ့၅ဥချောင်းဗောနော်အသားကြီးကလုံးဝကျစ်ထုတ်နေတာဗောနော် သူကကြတော့ဟာလာတစိက်လဲပါတဲ့အတွက်လူမျိုးဘာသာမယူလဲစားလို့ရတော့ဘောတော့တစင်ကတော့နှစ်ထုပ်ဝဲလာတာအရန်စားချင်လို့လို့ပေါ့နော်ဒါဆိုရင်တော့ air fryer နဲ့ကြော်စားလိုက်ရအောင်နော်ခုလိုမျိုးရှစ်ချောင်းပါတာတစ်ထုပ်ကိုမှဘယ်နဲ့အောင်ကျွန်တော်နဲ့ရရဆိုတော့လေတော်လေးကိုတန်တယ်လို့ပြောမှာဘာကြောင့်လဲဆိုတော့သူကဆယ်မွန်ပေါ့နော်ဒီဈေးကြီးတဲ့ငါးနဲ့လောက်ထားတာဆိုတော့လေကြည့်လိုက်အောင်တစ်ချောင်းတစ်ချောင်းဝင်ကြစ်ထုပ်နေတာပေါ့နော် သူအနက်လေးရလဲလေဒီချွချိုမမွေးဘောနော်နည်းနည်းလေးအနက်ခက်ဤလေးတော့ပါတယ်ဗောနော်ဒီနေ့မှာတော့သူစင်ကအချောင်းလိုက်ပဲဗောနော်ကြော်စားမယ် air fryer နဲ့ဆိုတော့လေအတုံးတသေးမတုံးတော့ဘူး ဆာချင်းစီရယ်ငါးချောင်းလောက်လုံးလိုက်မှာပေါ့နော်ဆယ်မူအချောင်းလေးတွေထပ်ပြီးသွားတာနဲ့အပူချိန်ကို180ဒီဂရီဆယ်မီနစ်လောက်ထားပေးလိုက်ရင်တော့ဒီလောက်အနေထားလေးရမယ်နော်ဒါကတော့အယောင်လာတဲ့အနေထားပါနော်သူ့ကအယောင်ရရင်ပဲဖြစ်နေတာပါရှင်တစ်ဖက်လက်ပေးပြီးသွားတာနဲ့ပြန်ထည့်လိုက်ပါမယ်နော်ဒီတစ်ခေါက်မှာကျတော့အပူချိန်ကို150ဒီဂရီကိုမှ9မိနစ်လောက်ပဲထားပေးရင်တော့ဒီလောက်အနေထားရပြီပေါ့နော်အရင်ဆာချင်းစီရကောင်းတဲ့ဆီရတော့နည်းနည်းထွက်ပါတယ်ဒီကငါမျိုးဆက်အမှုတွေနဲ့တို့စားပါမယ်ကြည့်ပါဦးပူလမ်းတဲ့အာ ဟာဒါတမျိုးလေးစားကြည့်မယ်အမ်အမ်အရသာတော့နည်းနည်းအချိုဘက်သွားတာပေါ့နော်အချိုဘက်သွားတယ်စိတ်တယ်မွေးတယ်ဒါရင်နဲ့တေချာတို့စားကြည့်မယ်ဟိုး သူနဲ့တို့စားလိုက်တမျိုးကောင်းလားမအီတော့ဘောနော်မမွေးသူနဲ့ဒီကအဆက်ခပပါလိနော်ကောင်းလားဒါဝထမင်းနဲ့ဆဆာဒီခောက်ဆွဲတွေနဲ့ဘောနော်ဘယ်လိုပဲဆဆာရတယ်သူစင်ကတော့ဒီလိုမျိုးလေးအရင်စားကြည့်ချင်လို့ဘောနော်嗯嗯，是哦，我再进了吧。 nhiều vào uhm. có mm. Mm. không ta chưa vừa uhm. lâu quá mẹ ừ. ี่วิดีโอเลยอะเราจะเล่าว่าเนาะถ้าจะเราปีมาทำไมเนี่ยสสารมรัวเนาะอ่ะแล้วเวตตา